မေကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာအာဟွာတပီတော့မိမကဟွာမကောင်းဆိုးဝါပေါ့နော်မကောင်းဆိုးဝါနဲ့ပတ်သက်ပြီးတော့ဟိုတိုင်းတစ်ပါးမှာလည်းမကောင်းဆိုးဝါဆိုတာရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာတပီတော့အဲ့ဒီတိုင်းတစ်ပါးရောက်နေတဲ့အချိန်ပေါ့ဒီဖျားစာဆိုတာတော့အမြတ်တမ်းပေးဝေတာလို့ဆိုလို့ရှင်ဒီတခြားတိုင်းတစ်ပါးမှာရှိတဲ့မကောင်းဆိုးဝါအတွက်ဒါကဟိုဟွာဘယ်လိုပြောမလဲဗျာထိရောက်ပါသလားရှင်ဗျာဒါကအမြတ်ဝေတိုင်းကြွတာမှမဟုတ်တာသူကတာဓုခေါ်ခြင်းနဲ့စိတ်ရှိပြီးတာဓုခေါ်မှကြွမှာလीအ ကိုအမြဝေပေမဲ့သူတို့တာလို့မခေါ်လဲဘာမတတ်နိုင်အဲ့တော့ဟိုမကျွတ်မလွတ်တဲ့ပိုက်တာတွေဆိုတာနိုင်ငံတိုင်းမှာရှိတယ်ဒါပေမဲ့သူတို့ကဒီဘဝကနေတည်သွားတာမဟုတ်လို့ဒီဘဝကအယူဆတွေကသူတို့ရဲ့ပိုက်တာဘဝတွေပါသွားတာခရစ်ယာန်တယောက်အနေနဲ့အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့တည်သွားမယ်ဆိုရင်အဲ့ခရစ်သူနောက်ဘဝမှာအဲ့ဒီအစွဲတွေကသူ့မှာပါသွားတယ်အဲ့တော့ဒီကုသိုလ်ကောင်းမှုတွေကိုသူတာလို့ခေါ်ရကောင်းမယ်သူသိချင်မှလည်းသိမှာခေါ်ချင်မှလည်းခေါ်မှာ ဗုဒ္ဓဘာသာတရားအနေနဲ့သိသွားရင်တော့ဒါသူ့မှာဗုဒ္ဓဘာသာဘွားကကံနဲ့ကံအကျိုးကိုယုံကြည်တဲ့စိတ်ကလေးရှိနေတော့ဟောတာတာဓုခေါ်ရင်ငါကျွတ်နိုင်တယ်ဆိုတဲ့စိတ်ကလေးသူ့မှာရှိတာပေါ့အဲ့တော့သူတာဓုခေါ်နိုင်တာပေါ့နော်အကြောင်းစင်လို့တာဓုခေါ်ရင်တော့ကျွတ်နိုင်တယ်တာဓုမခေါ်ရင်တော့မကျွတ်နိုင်ဘူးပေါ့နော်အဲအဲ့ဒါဆိုရှင်ဖျားပါဟိုတပည့်တော်တို့စီမှာအဲ့လိုပေါ့နော်ဖျားစာဆိုလို့ရှင်မခံနိုင်ဘူးပေါ့နော်အဲသူတို့ကရောတပည့်တော်တို့ဆူလိုက်တဲ့ဖျားစာကိုတပည့်တော်ကြား6လမ်းလောက်တပည့်တော်ကကြောက်ပြီးတော့အဲ့ဒီဖျားစာကိုဆူလိုက်ရင်သူတို့ကြောက်လန့်နိုင်လားရှင်ဖျား ူကဒီလိုပါဘုရားရှင်ရဲ့ဒီဒီဂုံတ္တိပေါ့နော်ဂုံတ္တိရဲ့ကုသိုလ်ဆန်းရတ္တိရဲ့နောက်တစ်ခုကတော့နတ်တီပေါ့နော်နှကောင်းနှမြတ်တွေကိုယ့်ရဲ့ဒီဘုရားစာတွေရွတ်ဖတ်တဲ့ဆဲတဲ့ခါမှာနှကောင်းနှမြတ်တွေရောက်လာတယ်နှကောင်းနှမြတ်တွေရဲ့တကိုးချိန်ဝါတွေကြောင့်မကောင်းဆိုးဝါတွေကကိုယ်အနားမှာမနေနိုင်တဲ့သဘောနော်အဲ့တော့ဘုရားရှင်ရဲ့ဂုံဆန်းတ္တိလည်းပါတယ်နှကောင်းနှမြတ်တွေရဲ့တကိုးတ္တိလည်းပါတယ်ဒါကြောင့်ဒီမိစ္ဆာတ္တိနဲ့တည်းလည်းအနားမှာမနေနိုင်ပါဘူးနော် ါသူတို့နားလဲခြင်းနားမလဲခြင်းနဲ့တော့မဆိုင်ဆိုင်ပါအောင်ဂုံတတိနဲ့ဆိုင်ပါတော့တင်ပါဟုတ်ဥမာလေးဦးဇင်းတို့ပါလေမိစ္ဆာပြားလက်တကရှိတာပဲလေဟိုကလေးလေးနှစ်ယောက်နော်ဟိုတယောက်ကမိစ္ဆာဒိဋ္ဌိတယောက်ကဗုဒ္ဓဘာသာပဲလေစောကြကစားရင်းနဲ့ဟိုဗုဒ္ဓဘာသာကလေးလေးရစောတိုင်းစောတိုင်းသူနမောဗုဒ္ဓတာလို့သူအမြဲတမ်းဆိုတယ်လေသူနိုင်တယ်မိစ္ဆာဒိဋ္ဌိကလေးလေးရမင်းဘာဂါရာတွေညွတ်နေတာလဲပေါ့နော်ခဏခဏနိုင်တယ်ဆိုငါဒီလိုဆိုညွတ်တယ်ဆိုသူငါလည်းသင်ပေးဆိုသူလည်း ယုံကြည်လို့မဟုတ်ဘူးသူလည်းနမောဗုဒ္ဓတာရွတ်ရွတ်ပြီးသူအိတ်တာလေဒီနေ့သူတို့သာဖာနှစ်ယောက်မြို့ပြင်ထွက်ပြီးတော့ထင်းနေပါလေခွေကြတယ်နောက်မိုးချုပ်သွားတယ်အဖေကမြို့ထဲကိုရောက်သွားတယ်သားလေးအပြင်မှာအိတ်ချံခဲ့တယ်နွားလဲအောင်မှာအေးအဲ့ဒီမှာညဘက်ကျတော့ဘလူးတရေတွေအစာချာထွက်လာတော့ကလေးလေးကိုတွေ့တော့ဘလူးတကောင်ကဖန်ဆားမယ်လို့တာပဲနိဘလူးကဆိုတော့ဖန်ဆားမယ်လို့တော့ခြေတော့ကိုလန့်ဆွဲလိုက်တယ်ခြေတော့ကိုလွန်းဆဲလန့်ဆွဲလိုက်တဲ့အခါကျတော့ကလေးလေးကလန့်ပြီးတော့ နမောဗုဒ္ဓတလို့ထအော်လိုက်တယ်အကျင့်ပါနေတယ်။ဟောလိုက်တော့အဲ့ဒီနမောဗုဒ္ဓဆိုတဲ့အဲ့ဒီဂုံတော်ရဲ့ဆွမ်းအားကြောင့်ဘလူးလွင့်ထော်သွားတာပဲလေ။ဆိုတော့တော့ငွေချင်းဘလူးတကောင်မင်းအဲ့ဒါကလေးလေးကိုပြင်မမိသွားပြီနော်။အဲ့ဒါကလေးလေးကိုမင်းပြန်ကူညီဆောက်ရှောက်ပေးရမယ်ဆိုပြီးတော့ငွေချင်းကအဲ့ဒီဘလူးကိုပြန်ပြောတော့အဲ့ဒီဘလူးကကလေးလေးကိုဆောက်ရှောက်ပေးတာပေါ့နော်။ဆိုတော့ကတိတိမတိတိဒါဘုရားရဲ့ဂုံတော်ဆွမ်းအားဆိုတာရှိတယ်လို့ပြောပြတာနော်။